တီဖြူဖြူပဲကွာဟောပြီမဲနာမုံညိုလို့ဆိုတော့ဟောပြီအဲအဲ့လိုမဟုတ်ပါဘူးအဓိကကျွန်တော်လေအဲ့လိုဗာမင်းသားတွေဗာလေးဆိုတာတက်ကိုလေဟိုချစ်ပင်နေမှာကျေစုတင်ပါတယ်အဓိကမင်းသားတွေမမင်းသားတွေဆိုတာတက်ကိုကိုလှုပ်တဲ့အရာလေးတခုဟိုအထိုက်လျောက်ကလေးအတိမတ်ပြုတ်တယ်ဆိုရင်ပဲကျင်တတ်ပါပြီလို့အဲကြောင့်အခေါ်ပြောတယ်အရင်အရင်မကြည့်ပါဘူးကျွန်တော်တက်ကလည်းဟုတ်ဟိုက်ဘာဖြစ်နေလဲကွာရားကုန်ပြီကျော့ဒီမှာစတေဒီယံလိုင်းလိုက်ရားရဲဆိုတော့ ။ဝင်ဖို့အတွက်ရတာပဲကောင်းတယ်။ရှားနာကြောင့်ရရဲဆိုရင်တော့ရောက်စတေဒီယံသုံးလိုက်။အိုးလင်းနေလိုက်တာကွာပူလဲပူတယ်လာပါဗျ။ဟွာပေါ့အဓိကတော့ကျွန်တော်အစဆိုတဲ့ဟိုကကျွန်တော်ပြောခုတယ်လေ။အဖေနဲ့မေကျန်းကျန်းမာမာနဲ့မသိခင်လေးမှာလို့ ကျွန်တော်မျက်နှာကိုရုပ်ရှင်ပိတ်ကားထမှာမြင်ခွင့်ရအောင်ကျွန်တော်စူးစမ်းမယ်ဆိုပြီးတော့ပြောတဲ့အတိုင်းပဲကျွန်တော်စူးစမ်းတယ်စူးစမ်းတဲ့အခါကျတော့ကျွန်တော်ပရိုဂျူဆာတွေထုတ်လုပ်သူတွေဒါရိုက်တာတွေကမြင်လာပြီးတော့နေရာပေးလို့ဒီနေ့ဒီရက်မှာကျွန်တော်ဒါဒုတိယမြောက်ရုပ်ရှင်ကားကြီးပေါ်ရုံတင်ခွင့်ရတယ်ရုံတင်ခွင့်ရတဲ့အချိန်မှာလည်းလောက်ကလေးလည်းရတယ်ကာရီတာတစ်ခုလေးလည်းတော်တော်လေးလည်းမိုက်တယ် အဆင်ပြေတာနဲ့ပဲအဲ့ဒါအဖေနဲ့မေလဲပဲကျွန်တော်လှန်ခေါ်ပြီးတော့ရုပ်ရှင်ုံနဲ့ဒီကျွန်တော်ဖိတ်ပြီးခေါ်လာတာပေါ့ဟုတ်ကဲ့ပီတီကတော့အတိုင်းမသိပါတော့ဒါဒီနေရာလေးပဲဒီလိုရောက်နေမယ်လို့တော့တကားမှလည်းမသိဘူးဒါပေမဲ့ကိုသားရဲ့ကြိုးစားမှုနော်သူ့ရဲ့ဝါသနာရဲ့ကြိုးစားတဲ့အောင်မြင်တဲ့အတွက်ခုလိုဒီလိုနော်တမနာရုပ်ရှင်ုံမှာခုလိုသားရဲ့အိမ်မှာရုပ်ရှင်ဇာတ်ကားယူပေါ့နော်ဟိုလာပြီးလာပြီးကြည့်ရှုရတာလေအမတန်နဲ့ပီတီလက်ဖြစ်တဲ့ဝမ်းလဲဝမ်းသာခါတိုင်းမဟုတ်ကျွန်တော်အမေရုပ်ရှင်ုံတကားမှမကြည့်ဘူးလားကျွန်တော်တကားမှမကြည့်ဘူးအမေကရန်ကုန်တော့၃ခေါက်ပြောင်းမှမရောက်ဘူးသေးတယ်ပဲ ်ရုပ်ရှင်လည်းမကြည့်ဘူးသေးမကြည့်ဘူးတဲ့အချိန်မှာကျွန်တော်အဲ့ဒါဟိုအဘော့ဒီရုပ်ရှင်ဇာကားကိုကျွန်တော်တို့ဒီ line body မှာကြည့်ရဖို့လည်းတော်တော်လေးခက်ခဲတယ်ပြန်တော့နောက်တစ်ခုကအဓိကကျွန်တော်ရဲ့အဓိကဂျီဝဒါကရှင်းရှင်းလေးပါပဲကျွန်တော်အမေနဲ့ပြင်ကျမကြီးကောင်းတဲ့အချိန်မှာကျွန်တော်ပါဝင်တဲ့ကျွန်တော်မျက်နှာကိုရုပ်ရှင်ပိတ်ကတည်းကမှမြင်ကွင်းရခြင်းလို့ အမြင်စေချင်းတို့ကျွန်တော်ခေါ်လာတာဒါပါပဲအမေကမရောက်ဘူးသူကအော်သူက image ချက်လေးတွေပြည့်စုံသွားတော့လည်းပဲမိကစိတ်ချမ်းသာပါလေသူကဒီလိုချစ်ချင်နေတာငငယ်လေးတွေကသူကရွယ်ချက် image ချက်သူစိတ်တက်နဲ့ချစ်မြအောင်ရဲလာတာအားရပါပဲဘုလက်ကအိုးဘယ်တီဖြူတီဖြူပဲကွာသူကလည်းသူကကြောက်ပြရောတာမပြနိုင်လားကျွန်တော်ပထမဆုံးနဲ့ကျွန်တော်တို့ကလေ family show လောက်လိုက်သေးတယ်လေ လို့တော့ကျွန်တော် family show မှာသွားကြည့်လိုက်တဲ့ခါကျတော့ဇုံးဝင်ကန်းတွေကလည်းအများကြီးပါတယ်ဟိုစူးစမ်းရတာလည်းကျွန်တော်ကိုကျွန်တော်လည်းမြင်ရတယ်ပြီးတော့နောက်တစ်ခုအဲအသိပညာရှင်တက်ပညာရှင်တွေအဲ့ဒီအများကြီးဖိတ်ထားခြင်းမှာလည်းဟာမုံညောမစိုးဘူးပဲဆိုပြီးတော့အဲ့လိုမျိုးလေးတွေဝေဖန်အကြံပေးတဲ့ခါကျကျွန်တော်အမေနဲ့ပြောပြောလာအမေလို့လာကြည့်နော်လို့တခဏတခဏလေးနဲ့ပျောက်သွားမှာမဟုတ်ဘူးလို့အခန်းတွေအများကြီးပါတယ်လို့အမေတို့ကြည့်ရတာဟိုတံမှာပါလို့အဲ့လိုလေးတောင်ပြောလိုက်ရသေးတယ်အမေတို့ဒါကြောင့်တချို့ကဲ့ရဲ့ခြင်းကြတယ်လေကြီးကျယ်ပါကွာရုပ်ရှင်ုံနဲ့ခေါ်ပြီးမိဘတွေကိုပြတယ်ဘာညာလဲပြောနေတာဒီကောင်ပါတော့တခဏတခဏပဲပါနေတာ မချက်ဘူးလားဘာလို့အများကြီးကျွန်တော်ပြောကြတာရှိပါလေအဲအဲ့ဒီကိုတွေကိုလည်းအပြစ်မတင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အနေထားနဲ့ကဒလောက်ကလောက်လေးပါဖို့တောင်းမှပဲဒါတော်တော်ကိုစ조사มาရမှာလေခုဒီဇက်ကားမှာဆိုလေအခန်းကြီးအများကြီးပါတယ်ဟာဒါဒါရိုက်တာတွေပရိုဂျူဆာတွေရဲ့စေတနာကြောင့်မဟုတ်ဘာပီတီရတော့ပြောရမှာဆိုရင်တော့အတိုင်းမသိဝမ်းသာတယ်ပေါ့နော်ဝမ်းလည်းဝမ်းသာတယ်ကိုသားကကိုယ်နဲ့ကိုယ်ပဲပေါ့ဟိုတော့ကတော့ကြည်ဖို့ပါတယ်ဒီရန်ကုန်ကြည့်နေလို့ရှင်နေများတော့ပြင်ဒါအစ်မေဟုတ်တော့လည်းကြည်ဖို့တယ်ဒါကတော့ကိုသားလေး ်အခုကိုကမှသူကရုပ်ရှင်လောကထဲကိုရောက်လာတဲ့အခါကျတော့ကိုပြီးတော့အားပြီးကြည့်သူအားပြီးရတော့ကိုပြီးတော့ပြည်ပြည်တက်ပြဝမ်းနဲ့ဝမ်းသာတာဒါကြုံနေอยู่လေဟာကျွန်တော်မိမကိုကျွန်တော်ပြောတဲ့စကားတခုရှိတယ်ဘာလို့ပြောလဲဆိုတော့နောက်ထပ်ရိုက်လာတဲ့ကားတွေလည်းအများကြီးရှိသေးတယ်လို့ထွက်လာတာမထွက်လာတာကံတရားပဲနောက်စကားတွေကြရင်လည်းပဲအမေနဲ့ဖေနဲ့ကျမကြီးဥပမာကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေငါကြုံမဖိတ်နိုင်ပါလို့ ဟောဒီကားလေးကဘယ်လိုပဲမမရလေးလည်းဖြစ်တယ်လုံတော့ကလည်းတော်တော်လေးလည်းစ조사ပြီးတော့အပင်မခံပြီးတော့လည်းကျွန်တော်လှုပ်ထားတာလေးဖြစ်တဲ့အတွက်ကိုအဓိကကြီးစေချင်တာဘာလို့တော့မဟုတ်အများကြီးပေါ့ကျွန်တော်နေဘက်ကလူတွေဆိုအများကြီးပြောင်းနေကြတာစောစောဆိုအဖေနဲ့ဗီဒီယိုကောပြောကြတယ်ရုပ်ရှင်ကိုရောက်နေပြီလားကြည့်နေရပြီလားဆိုအများကြီးပေါ့အဓိကတော့ကျွန်တော်စမ်းလာကျွန်တော်ပြည့်သွားပြီနောက်ထပ်ကျွန်တော်စ조사နေဦးမှာပဲဒီလုံနဲ့ပတ်သက်ပြီးလောကသည်ဖြစ်သည်မလောကသည်ဖြစ်သည်ပါဝင်ရသည်ဖြစ်သည်မပါဝင်ရသည်ဖြစ်သည်ကျွန်တော်စံနာလေးပြေဝဝါတဲ့အတွက်အဲကျွန်တော်ဒီလောကမှာ ကျွန်တော်ဖြစ်ကျင်တာတွေဖြစ်လာရပြီလို့ကျွန်တော်မှတ်ယူထားပါတယ်ဟုတ်အာအတိုင်းမသိပါဘူးအတိုင်းမသိပါဘူးအော်ဘုရားသခိုင်းကြတာအခုပေါ့နော်အခုကလာနေတော့ရောက်ပြီလားရောက်ပြီဒါကြောင့်ဘူဂျိုကောတီခေါ်နေရနော်မရောက်သေးဘူးလမ်းမှာပဲရှိသေးတယ်။အော်သူတို့ကဟိုကနေလမ်းမကြည့်ရပေနဲ့။အော်ဒီကကိုယ့်သူ့ရဲ့မောင်လေးကိုယ့်ရဲ့တူလေးပေါ့နော်ဒီကဒီလိုအပေါ်မှာအောင်မြင်နေဖြစ်သွားတဲ့ခါမှာမိဘတွေလည်းသွားရောက်ပြီးကြည့်ယူအားပေးသူတို့ကပို့ပြီးတော့ဝါသာပြီးဖြစ်တာပေါ့။ဒါပေမဲ့ခုမကြည့်ရပေနဲ့တော့လည်းသူတို့ကြည့်ရတာ။ ခေါ်ပြီးမင်းသားမုံညိုလို့ဆိုတော့ခေါ်ပြီးဖဲအဲ့လိုမဟုတ်ပါဘူးအဓိက ကျွန်တော်လေအဲ့လိုဗာမင်းသားတွေဗာလေးဆိုတာတက်ကိုလေဟိုချစ်ပင်နေမှကျေသူတင်ပါတယ်အဓိကမင်းသားတွေမမင်းသားတွေဆိုတာတက်ကိုကိုလှုပ်တဲ့အရာလေးတခုဟိုအထိုက်လျောက်ကလေးအတိမတ်ပြုတ်တယ်ဆိုရင်ပဲကျင်တတ်ပါပြီလို့အဲကြောင့်အခေါ်ပြောတယ်အရင်အရင်မကြည့်ပါဘူးကျွန်တော်တက်ကတော့ဟုတ်ဟုတ်ရတယ်ဟာနောက်ကြောင်းလေးပြန်ပြောရရင်1နဲ့ပါတယ်အေးပါဒီဒီကတော့မပြောတာကောင်းပါတယ်ပြောပြောတရားလေးအတွက်နဲ့လာတော့နောက်ကြောင်းလေးကတော့ပြန်မပြောတာအဓိကတော့ အမေနဲ့ဖေကဒီလိုကျွန်တော်လာခဲ့ရတဲ့ဘဝကိုလည်းသူတို့သိတယ်ဒါဒီနေ့ဒီမှာကျွန်တော်အမျက်နဲ့ क्वे ရမှာလည်းပြောတယ်ရှေ့တယ်မှာလည်းပြောတယ်ဒီလောကလည်းကျွန်တော်ရှောက်ဖို့အတွက်ကိုသူတို့မှမပြေလဲအစင်မပြေတဲ့အခါကျတော့ကျွန်တော်မထောက်ပံ့ပေးနိုင်ဘူးဒါမဲ့နောက်ကနေကျွန်တော်စိတ်သက်ခွန်အားတွေတော့တက်နိုင်ဆုံးပေးတယ်ဒါမဲ့ကျွန်တော်ကိုဒုကိုချုံကိုလန်းကိုပေါက်ပြီးတော့ဒလလောက်ဖြစ်လာတဲ့အချိန်မှာကျတော့မိဘတွေအနေနဲ့တစ်ခါတစ်ခါကျသူတို့ပြန်စင်းစားတာပေါ့အောင်မြင်တာအတွက်ကိုကျွန်တော်မိဘတွေကကျွန်တော်အောင်မြင်တာအတွက်ကိုဝမ်းသာတယ်တော်တော်ဒီလိုအောင်မြင်အောင်သူတို့မှာ ငွေကြီးနဲ့ပတ်သက်ပြီးတော့မပန်ပိုးပေးနိုင်တဲ့အတွက်ကိုသူတို့တခါတခါပြန်တွေးရင်စိတ်မကောင်းဖြစ်တာအဲကြောင့်ဒီနေ့ဒီရက်မှာဒီအကြောင်းလေးလေးပြန်ပြောရင်ဝန်လဲနေမှာဆိုလို့ဘာမှလည်းဝန်လဲစရာမလိုအဓိကလူတယောက်ကိုမွေးဖွားလာပြီးဆိုရင်ဆိုတော့စောစောပြောနေကကိုတို့ကိုကြုံပြီးအရာအလုံးကစ조사မှာပဲကျွန်တော်ဆိုရင်ကျွန်တော်16နှစ်16နှစ်သားလေကျွန်တော်ရန်ကုန်ကျွန်တော်တောက်တက်တက်လာတယ်အဲ့ဒီချိန်ကြီးကလည်းကျွန်တော်တတ်မှတ်လိုက်တာငါအမေနဲ့ဖေကငါ့ကို16နှစ်ပြည့်တဲ့အချိန်ထိငါ့ကိုမွေးခဲ့ပြီးသွားပြီကျွေးခဲ့ပြီးသွားပြီငါ့ကိုကျန်းကျန်းမာမာနဲ့မွေးခဲ့ပြီးသွားပြီတာဝန်ကျေးသွားပြီ ဖြစ်လျှောက်ပြီးတော့ငါဖြစ်ကျင်တဲ့အရာတွေဖြစ်ဖို့တော့ကိုငါမေဒီမှာတာဝန်တာဝန်မရှိတော့ငါဖေးဒီမှာငါဘွားကပဲငါရှောက်ရမယ်လို့ကျွန်တော်တွေးပြီးတော့ကျွန်တော်အကောင်းဆုံးဖြတ်သန်းတယ်တကားမှကျွန်တော်ဒီလုပ်ကိုလုပ်လို့ဆိုပြီးအာအမေလို့ကျွန်တော်မထောက်ပံ့ဘူးဗျာအမေလို့မထောက်ပံ့လို့ကျွန်တော်လင်ကဆန်နေကြီးစူးစမ်းရတာလို့ကျွန်တော်တကားမှအပြစ်မတင်သလိုထောက်ပံ့ပေးပါလို့လည်းကျွန်တော်တကားမှမပြောဘူးနောက်ကနေပြီးတော့တာသမီလုံနေတဲ့အလုပ်တစ်ခုကို အဲစိတ်သက်ခွန်အားတွေပေးရင်ပဲကျင်တတ်တယ်အဲအဲ့ဒီတိုင်းပဲအမေနဲ့ဖေကလည်းကျွန်တော်စိတ်သက်တခွန်အားတွေပေးတယ်အဲ့ဒီတော့အမေနဲ့ဖေနဲ့လည်းအဲငါသားလေးကုလို့အောင်မြင်တဲ့အောင်မြင်အောင်ကြိုးစားနေတဲ့အချိန်မှာငါတို့ငွေကြေးတွေလည်းမထောက်ပံ့အောင်ဘာမှလည်းငါတို့မကူညီပဲနဲ့သူသူ့ဘဝကိုသူကိုရုကိုချုံပြီးတော့ကြိုးစားခဲ့ရတယ်အရန်ပင်ပန်းခဲ့မှာပဲဆိုပြီးတော့လည်းဘာမှလည်းအရန်ပြန်တွေးနေကြလည်းမလို့နောက်ကျောင်းနေအားလုံးအဆင်ပြေတဲ့အတိုင်းတားလည်းဖြစ်သွားပြီး နော်အဲခေါင်းမောရင်ကော့ဆိုတာတက်ကိုပဝန်းကြီးအလယ်မှာရောမိသားစုအလယ်မှာရောရွာရက်ရွာရဲ့အလယ်မှာပါမိတို့တွေကောင်းအောင်မို့နေလို့ထိုင်လို့ရသွားပြီအဲ့တော့ဘာမှနောက်ကျောင်းတွေပြန်စင်းသားပြီးတော့ဝန်လဲစရာတွေလည်းမတွေ့ပါနဲ့တော့နော်အဲကြောင့်ကျွန်တော်အမေနဲ့ပြောမငိုသေးချင်လို့ပါဒီနေ့ကပျော်စရာလေးဖြစ်လို့ဟုတ်ဝန်တာမြေပါကြာဩမြန်မာတနိုင်ငံလုံးမှာရှိတာလေပေါ့တားကိုအားပေးကြတယ်ပြည့်ပြည့်တက်ကြီးအားလုံးလေပေါ့နော်အဲတားရဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးကိုလည်းပဲကို မြို့တွေပေါ်မှာပေါ့နယ်တွေဆင်းလာတဲ့ခါကျတော့လည်းနယ်တွေရဲ့ရုပ်ရှင်တွေမှာเนาะကြည့်ရှုအားပေးကြပါလို့เนาะပြည်သက်သူတောင်းဆိုပါဟုတ်ကျွန်မချမ်းသာကြပါဟုတ်